ကျွန်တော်မိတ်ဆွေတယောက်ရဲ့အသည့်ပေါ့တို့ကထိုင်ဝမ်လာတာပြောမယ်ဆိုရှင်တို့တွေအဲ့ဒီထိုင်ထိုင်ဝမ်နေရောက်လာပြီးတော့မန္တလေးမှာရန်ကုန်မှာရောသူကဟိုပေါ့နော်ကြောက်ကက်အတွက်သူကအထူးကုဆေးရုံပေါ့သူကနီးပညာအသည့်နဲ့သူကဆေးရုံအဲ့အဲ့ဟိုကြောက်ကက်ကိုဆေးကြောစရာမလို့ direct ဆေးတဲ့နီးနဲ့တို့လုံးမယ်ဆိုပြီးတော့မြေနေရာသွားရှာတာ grey wall မှာကျွန်တော်တငယ်ချင်းမိတ်ဆွေနှစ်ယောက်စလုံးကအပြည့်ထွက်မှုတ်ဆိုင်အချိန်မှာအဲ့ထိုင်ဝမ်လာတဲ့သူနှစ်ယောက်စလုံးကအဲ့ဒီတည်းမှာပါပြီးတော့ပါသွားပါတယ်စုံရတဲ့တည်းမှာနောက်တစ်ခေါက်များပေါ့နော်ငလင်တော်၎င်းတခြားသော တဘာဝဘေးရနေတခုကြောင့်တော့လောကောင်ပို့တာအဲ့ဒီမှာအကြောင်းတရားပါလာလို့သွားခဲ့မယ်ဆိုရှင်ကိုယ့်အတွက်ဘာပါသွားမလဲဆိုတာကြီးပြီးတော့လေအအရင်ကတော့ကျွန်တော်သိပြီးတော့စီးစိမ်ဥစ္စာတော့အဲ့လိုမျိုးရှာတာဖွေတာငွေချင်းအဲ့ဒီဟာကြီးနောက်ကိုလိုက်တာထက်ဒီဘက်က price တဘက်ကိုသွားပြစ်တယ်ကျွန်တော်တို့ဟောပေါ့နော်ဘိုးဘို entertainment နဲ့ပေါ့ဒါကိုဘိုးဆန်းတို့ကိုချမ်းသာအောင်နဲ့အာတွဲပြီးတော့ကျွန်တော်တို့စကိုင်းမန္တလေးဘက်ပေါ့နော်အဲ့ဘက်မှာ လိုအပ်တဲ့ဟာတွေကိုကျွန်တော်ကိုနေဝင်းတို့နဲ့အတူတူသွားပြီးတော့သွားလုပ်ဖြစ်ပါတယ်။အာပြီးတော့နောက်တစ်ခုကကျတော့ကိုရိုင်းကိုကြာလဲခုနလိုပေါ့အများကြီးငွေကြေးအရာနဲ့ကျတော့ဒါအများကြီးမမတည်နိုင်ဘူးလေ။အော်ကိုရီမာချမ်းသာဆိုအမှုပညာပဲရှိတော့အမှုပညာနဲ့တစ်ဖက်တစ်လမ်းอ่ะပေါ့ငလင်ဘေးသင်ပြည်သူများအတွက်ရန်ကုန်ဝေဂီတဖျော်ယူပွဲဆိုပြီးတော့ကျွန်တော်မှောက်ပြီးကျွန်းมาသွားလုပ်တယ်။နောက်ကျတော့ကျွန်တော်ရန်ကုန်မှာဆိုရင်ရွှေလေးပြာဟိုတယ်ထဲမှာပေါ့အဲ့ဒီမှာလုပ်တဲ့ပွဲပေါ့ဟိုနှစ်ရက်နှစ်ရက်စီကျွန်တော်သွားပြီးတော့အဲ့မှာသွားပြီးတော့အမှုပညာနဲ့တချင်းဆိုဖျော်ပြင်းနေပေါ့နော် ကျွန်တော်နောက်ပြီးတော့အလူတွေလိုက်ပြီးတော့ပရိသတ်ထဲကိုလာကြိုက်သူတွေထဲကိုကျွန်တော်လိုက်ပြီးတော့ကောက်ခတ်ပါတယ်ကောက်ခတ်ပြီးတော့ကျွန်တော်တက်နိုင်တဲ့ဘက်ကနေကူညီခဲ့တယ်ပေါ့လေမြင်ရတော့ဗျာအဒီချိန်ကြီးမှသွားတော့လေအာသူတို့ဖြစ်နေဟာကြည့်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်းပေါ့ဟာအရန်စိတ်မကောင်းဖြစ်လိုက်တာဆိုရင်ဒါကိုယ်တိုင်းကိုကြမှာမဟုတ်တာနော်တချို့တွေပြောတာပေါ့ကိုယ့်ဘောမိပွားကြတော့မှကိုယ်ကိုယ်တိုင်းခံစားရမှဒါနားလေမှာပါဆိုပေမဲ့လေတကယ်မြင်ရတော့လေတကယ်စိတ်မကောင်းဖြစ်ပါတယ်အဲဒါကြောင့်ရှင်ဟိုကျွန်တော်ယောက်ျားလေးတမ်းမဲနဲ့လေဟိုလှူနှင်းတန်းနဲ့ဟိုတုံလာတာလို့တဲ့မလား တကယ်ကိုလက်တွေလည်းတုံအတန်တွေပါတုံလာတဲ့ဟာမျိုးတွေပေါ့လေအဖြစ်ပါတယ်အဖြစ်ပါတယ်ဒါမဲ့လည်းဘယ်လိုပြောရမလဲဖြစ်တာလည်းဖြစ်ပြီးသွားပြီပေါ့နော်အာကျွန်တော်တို့ဒီရန်ကုန်ဘက်ကနေပြီးတော့လည်းအကုန်လုံးစုစုစည်းပြီးတော့ကျွန်တော်စိတ်ထဲမှာဘာပဲတွေးထားရဲဆိုတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ရန်ကုန်ကလည်းတန်မာဖို့လိုတယ်တခုဆိုရှင်ကျွန်တော်ကပဲသွားသွားပြီးလှုပ်ပေးနေရတာကိုအဲ့တော့ကိုကိုရန်ကသွားပြီးတော့အားပေးရမယ့်လူတွေကိုယ်တိုင်ငုံနေလို့လည်းမဖြစ်ဝမ်းနေလို့လည်းမဖြစ်ဘူးအဲ့အတွက်ကြောင့်အဲရောက်ရှိနေမြေပြင်အခြေအနေမှာတွေးတဲ့ဟာရီဆိုရှင်လည်းသွားပြီးတော့ ညာမိသားစုတစ်ခုလုံးပြက်စီးသွားတယ်ဗျာသူတို့ပိုက်ဆံမှုတွေဆုံးရှုံးရတဲ့အချိန်မှာအာတင်းသားတော်ဆိုတဲ့စကားတစ်ခုနဲ့လည်းပြည့်စုံမှာမဟုတ်ပေမဲ့လည်းအဲ့လောက်ပဲပြောနိုင်ခဲ့တာပေါ့နော်ဒီထက်ပိုပြီးတော့ကျွန်တော်တို့အများကြီးလည်းမလုပ်ပေးနိုင်ပါဘူးလုပ်ပေးနိုင်သလောက်ပဲကျွန်တော်တို့လုပ်ပေးခဲ့တာပါအခုလက်ရှိလည်းဒီနေ့မနေ့ဆိုရင်ကျွန်တော်တို့တွေအာပေါ့မသွန်းစုတို့ပေါ့နော်သူတို့တွေနဲ့အတူတူငလင်ဘေးဒဏ်တဲ့ပြည်သူများအတွက်ဆိုပြီးတော့ပြန်လဲကုညီထောက်ပံ့ရေးပေါ့အခုကကျွန်တော်ပြန်လဲထူထောင်ရေးပေါ့နော်အဲ့ကလာတော့ဆိုပြီးတော့ကျွန်တော်တို့ဒါအလှူလေးခံနေလိုက်ပြီးတော့လုပ်ပေးနေတော့မှာပဲလုံနိုင်သလောက်ထိတော့ကျွန်တော်လည်းလုပ်ပေးသွားမှာပါ အခုလေအဲ့ဒီမြေမြင်စင်းအဲ့ဒီလိုမန္တလေးပိုင်းရောက်တဲ့အချိန်မှာလေကျွန်တော်မိတ်ဆွေတက်ရောက်ရဲ့ဟိုသူကျွန်တော်မိတ်ဆွေတယောက်ရဲ့အတိပေါ့သူတို့ကထိုင်ဝမ်လာတာပြောမယ်ဆိုရှင်သူတို့တွေအဲ့ဒီထိုင်ထိုင်ဝမ်နေရောက်လာပြီးတော့မန္တလေးမှာရောရန်ကုန်မှာရောသူကဟိုပေါ့တော့ကြောက်ကက်အတွက်သူကအထူးကုဆေးရုံပေါ့သူကနီးပညာအသစ်နဲ့သူကဆေးရုံအဲ့အဲ့ဟိုကြောက်ကက်ကိုဆေးကြောစရာမလို့ direct ဆေးတဲ့နီးနဲ့သူတို့လုံးမယ်ဆိုပြီးတော့ညင်းနေရသွားရှာတာ grey wall မှာကျွန်တော်တငယ်ချင်းမိတ်ဆွေနှစ်ယောက်စလုံးကအပြည့်ထွက်မှုတ်ဆိုင်အချိန်မှာအဲ့ထိုင်ဝမ်လာတဲ့သူနှစ်ယောက်စလုံးကအဲ့ဒီမှာပါပြီးတော့ ပါသွားပါတယ်စုံရတဲ့မှာပါသွားပါတယ်ဆိုတော့လေအဲ့ရလေးမြင်ရတဲ့အခါမှာကျွန်တော်ဘာသွားတည်လဲဆိုတော့ကျွန်တော်တို့ဘလို့ပဲပြင်ဆင်ထားပြင်ဆင်ထားတယ်ပဲပြောပြောသူ့အကြောင်းတရားကပ်ပါလာရင်တော့ကျွန်တော်ဘလို့ရှင်အောင်ရှောင်းလို့ရမှာမဟုတ်ဘူးလို့ကျွန်တော်သွားမြင်တယ်ဟိုထိုင်ဝမ်မှာနေတဲ့လူကတကူးတကရန်ကုန်မန္တလေးထိရောက်လာတယ်ဂရီဘုံမှာသွားတဲပြီးတော့မှာဒီငလင်မှာပါသွားခဲ့ပြီးတော့အသက်ဆုံးပါသွားတယ်ဆိုတော့လေသူတို့တလည်းစိတ်မကောင်းပါဘူးဒါပေမဲ့အဲ့ဒါကြီးကြုံရတဲ့အခါမှာပေါ့နော်ထိုင်ဝမ်မှာနေတဲ့လူလည်း ကန့်ပါလာရင်ဒီလိုလာဖြစ်တာပဲအဲ့တော့ကျွန်တော်တို့ကဟိုတိုက်မြင်ဒီမှာနေမမှာမဟုတ်ဘူးဟာလာဟိုရိုးတန်းဟိုဟိုငလင်လုံးလို့နမ်းမပေါ်ပြေးထွက်ရတဲ့ဓာတ်တိုင်ပြီးလိုက်လေပြောလို့မရဘူးမှာပြောမယ်ဆိုရင်ဗျာသိရမလားကျွန်တော်တို့ကသူ့ဒီအကြောင်းကန်တဲ့ပါလာလို့ရှင်တော့ဘလို့မှရှောင်လွဲလို့မရပါဘူးဒါပေမဲ့သတိဝိရိယလေးကတော့အရင်အထက်ပို့ပြီးတော့ပေါ့နော်နည်းနည်းပို့ထားမိတာပေါ့အရင်တော့ဆိုရှင်ဟိုအမာခံပစ္စည်းတစ်ခုအောက်ထဲဝင်ပုံးမယ်ဆိုရင်ဟာနေအခုဆိုရင် အဲ့လိုအမာခံပစ္စည်းအောက်ထဲကိုဝင်ပုံးလို့ရှိရင်တိုက်ပြီးရှိရင်ပို့ပြီးတော့အန္တရာယ်များနိုင်တယ်သူ့ရဲ့ဘေးနားမှာရှိတဲ့ trigger ပေါ့နော် safety trigger လို့ခေါ်တဲ့နေရာအဲ့လိုနေရာမျိုးတွေမှာသွားပြီးနေသင့်တယ်အဲဒါမျိုးတွေကိုပို့ပို့ပြီးတော့တိလိုက်အတွက်ကြောင့်တော့အရင်ကတည်းကစာရင်တော့ပို့ပြီးတော့ care ပို့လို့ပို့လို့ဖြစ်ပါတယ်ကိုတိရဲ့ဒီ knowledge တွေဆိုရင်လည်းပြန်ပြီးတော့ sharing ပြန်လုပ်တာပေါ့နော်အဲအဲ့လိုလေးတွေတော့လုပ်ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒါအခုပြောမယ်ဆိုရင်ဒီနှစ်တကြံအတွက်ဆိုပြီးကျွန်တော်ကိုယ်တိုင်ရေးထားတဲ့သတင်းလေးတစ်ပုဒ်ပေါ့လုပ်ထားတယ် အလုပ်ထားပြီးတော့ကြံတွင်းမှာဒါဆိုမဲ့ပေါ့နော်အဲတချင်း officially လဲထွက်မယ်ပေါ့ဒါပေမဲ့အဲ့ဒါတွေကိုမြင်လိုက်ကြားလိုက်ပြီးရနောက်ပိုင်းကျတော့လေဟိုမလုချင်တော့အကုန်လုံးမလုချင်တာဒါဟိုဘယ်လိုပြောမလဲတနိုင်အဒီ28ရက်နေ့ငလင်အကြောင်းပေါ့နော်တစ်ဖက်မှာလည်းစိတ်မကောင်းစရာဖြစ်နေချိန်မှာလေကိုတွေလည်းကြံချင်းထွက်ပြောလဲမပြောလဲမပြောချင်ပါဘူးမပြောချင်တော့ပါဘူးအဲ့လိုစိတ်ထက်ဘာဖြစ်သွားလဲဆိုတော့ဟိုချင်းချက်စီရတော့မဟုတ်ပါဘူးဟိုလက်ရှိရှိနေတဲ့ဒီရှင်သန်နေထိုင်ခွင့်ရတဲ့ဒီအချိန်ကာလလေးအတိုလေးတွဲမှာပါပေါ့ အကောင်းဆုံးဘယ်လိုဖြတ်သန်းသွားမလဲအဲလူသားတွေဘယ်လိုကူညီလို့ရမလဲတော့ပရိုက်တာတွေဘယ်လိုပို့လို့ပေးမလဲကို့အတွက်ဟိုနောက်တစ်ခေါက်များပေါ့နော်ငလင်တော်၎င်းတခြားသောတဘောဘေးနဲ့တခုအကြောင်းတော်၎င်းပို့တာအဲ့ဒီမှာအကြောင်းတရားပါလာလို့တွားခဲ့မယ်ဆိုရှင်ကို့အတွက်ဘာပါသွားမလဲဆိုရင်ကြည့်ပြီးတော့လေအအရင်ကတော့ကျွန်တော်သိပ်ပြီးတော့စည်းစိမ်ဥစ္စာတော့အဲ့လိုမျိုးရှာတာဖွေးတာငွေကြီးအဲ့ဒီဟာကြီးနောက်ဟိုလိုက်တာထက်ဒီဘက်ကပရိုက်တာဘက်ကိုတွားပြစ်တယ် နောက်ပြီးတော့ကိုအတိတွေ sharing လုပ်တာရေပို့လို့ဖြစ်တယ်တငယ်ချင်းတွေစုပြီးတော့ဘာလို့ဖြစ်နေ foundation မှာဆိုတော့အဲ့လိုမျိုးတွေကိုပို့ပြီးလုပ်ဖြစ်တယ်အဲ့ဒီဘက်ကိုတော့နည်းနည်းလေး changes ဖြစ်သွားရလို့ပဲပြောရမလားမသိဘူးဒါအရင်ရော changes မဖြစ်သေးပါဘူးအခုမှကျွန်တော်ကစလုပ်တာပဲရှိသေးတယ်ဆိုတော့လေအရင်လေအားသက်တရောလေကိုကဟိုမလုပ်ပေးနိုင်သေးဘူးနိုင်တဲ့လောက်နဲ့ပေးနိုင်တဲ့လောက်အချိန်တွင်းမှာတော့အကောင်းဆုံးကျွန်တော်လုပ်နေပါတယ်လုပ်ဆောင်နေပါတယ်ဟုတ်